ရခိုင်ပြည်နယ်အကြံပေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌမစ္စတာကိုဖီအန်နန်ဦးဆောင်တဲ့အဖွဲ့ဟာရခိုင်ပြည်နယ်ကလွတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ခွန်ဘတာတင်ဆက်ထားတဲ့သတင်းမှရှင်။ဒီဇင်ဘာလ9ရက်နေ့ကနေပြည်တော်ကလွတ်တော်ဝင်တွင်မှာမစ္စတာကိုဖီအန်နန်ဦးဆောင်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့နဲ့ရခိုင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ NLD ပါတီရခိုင်ကိုယ်စားလှယ်၄ယောက်ရခိုင်မျိုးသားပါတီကတယောက်တို့နဲ့လာရောက်တွေ့ဆုံခဲ့တာပါ။ မစ္စတာကိုဖီအာနန်ကနှစ်ဖက်အတိုင်းဝိုင်းကလူမှုအဖွဲ့အစည်းတွေအခုထက်ပူပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ကြံပြုထားပါတယ်မစ္စတာကိုဖီအာနန်ပြောတာကတော့ရခိုင်မှာတွားပြီးတော့သူတို့စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာဒီအဖွဲ့အစည်းတစ်ခုရှိတယ်ပေါ့ကျွန်တော်တို့ဒီမွတ်စလင်အတိုင်းဝိုင်းမွတ်စလင်အဖွဲ့အစည်းရှိတယ်နောက်ဒီဘက်ကရခိုင်တိုင်းနာတွေရခိုင်ဘက်ကအတိုင်းဝိုင်းအဖွဲ့အစည်းရှိတယ်ပေါ့အဲ့ဒီနှစ်ခုမှာ ဒီမွတ်စလင်အတိုင်းအဝန်းကတော့ဥပုံဆောင်ရက်တယ်ပေါ့နော်။နောက်ရခိုင်ဘက်ကတော့ဥပုံဆောင်ရက်မှုအားနည်းတယ်ဆိုတော့တစ်ချက်ထောက်ပြတယ်။သူတို့ဖြစ်စီခြင်းတဲ့ပုံစံကတော့ဟိုဒီဘက်ကရခိုင်တိုင်းရင်းသားတွေရောဥပကမွတ်စလင်တွေရောမရခိုင်တိုင်းရင်းသားတွေရတယ်ပဲမိမိတို့ရဲ့အခက်အခဲအကြက်တဲ့ခံစားချက်တွေပေါ်စတဲ့အရင်ဒါတွေကိုပုံပုံလင်းလင်းဆွေးနွေးတင်ပြဖို့လိုတယ်။ဥပကလည်းပဲမွတ်စလင်တွေကလည်းထူးထူးလက်ကောင်းပေါ့။အဲ့ဒီအပေါ်မှာသူတို့ကကြားနာပြီးတော့ ဟိုအကောင်းဆုံးအစီရင်ခံစာတွေပြုစုဖို့ကိုလတမ်ကတွင်မှုချုပ်ဟောင်းမစ္စတာကူဖီအာနန်ဟာရခိုင်အရေးနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်ဒီစီကနေအကြံဉာဏ်တွေရယူဖို့တွေ့ဆုံခဲ့တာပါကိုယ်စလေဒီကတော့ကိုဖီအာနန်ပြောတဲ့ရခိုင်ကပ်ပူပေါင်းဆောင်ရွက်မှုအားနည်းတဲ့ဆိုတာဟာပြည်စုံမှုမရှိဘူးလို့ပြောပါတယ်။အဲကော်ပိုရေးရှင်းရဲ့ရလာလို့တော့ပြောတဲ့ခါမှာတော့ကော်မရှင်မမတွေတချို့ကထောက်တာတော့ရှိရပေါ့။ဥပမာဖြင့်ရခိုင်တွေရဲ့ပူပေါင်းဆောင်ရွက်မှုဥပမာ သတိပစံဆိုလို့ရှိရင်သတိပစံမဖြစ်ဘပြဖို့ရှိလားဆိုတော့မဟုတ်ပါဘူးဒီတိုင်းပဲပေါ့သူတို့အဟိုဘုံဆောင်ရမှုအနေနဲ့ဒီတိုင်းပဲပေါ်ပြသွားမှာလို့တော့ပြောရတယ်ဒါပေမဲ့ဘာကြောင့်ပုံဝင်မှုမရှိရလဲဆိုတဲ့အကြောင်းကိုဆင်ရှင်နေဖို့လိုအပ်တယ်ဆိုတော့သူတို့ပြောလိုက်တာရခိုင်ကိုယ်စားလှယ်ဥစုဝင်းကတော့ရခိုင်မှာကန့်တတ်ထားတဲ့တကားတွေကိုဖွင့်ပြီးတခြားတိုင်းပြည်တွေကိုပါ ထွက်သွားလို့ရရင် ရခိုင်မှာဘင်္ဂလီတွေနှဲသွားမယ်လို့အကြံပြုခဲ့ပါတယ် ဒါပြင်မစ္စတာကိုဖီအာနန်ကနိုင်ငံတော်တမ်ဒါဦးထင်ကျော်နဲ့လဲတမ်ဒါအင်ဒိုအက်ဂေဟာမှာတွေ့ဆုံခဲ့ကြပါတယ်။ရခိုင်ပြည်နယ်ကနှစ်ဖက်အတိုက်အဝန်းတွေအတွက်လူသားချင်းစာနာမှုအကူအညီပေးတာတွေရခိုင်ပြည်သူတွေရဲ့လူမှုရေးစေပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ဟာဒီဇင်ဘာလ၂ရက်နေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ပါဝင်မောင်တော်ဘူတိတောင်နဲ့မြောက်ဦးမြို့တွေကိုတွားရောက်လေ့လာခဲ့ပြီးဒေသခံတွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်းကြုံခဲ့ရပါတယ်။ကျွန်တော်ခွန်ပါတာပါ။